ဒီထဲမှာအထူးသဖြင့်လူငယ်လူရွယ်တွေကမှတ်သားဖို့လိုအပ်တယ်။တို့ဟာဘုရားဘာသာဝင်နေဖြစ်တယ်။ဘုရားရဲ့ဆုံးမနဲ့ဘယ်လိုနေမလဲဘဝ။မြတ်စွာဘုရားကလူဖြစ်လာတဲ့အခါမှာအခုဘုန်းကြီးတို့တွေလူဖြစ်လာလူဖြစ်လာတဲ့အခါမှာဘာလုပ်ရမလဲဆိုတာဘယ်လိုပုံကူမျိုးဖြစ်အောင်လုပ်ရမလဲဆိုတာဘယ်လိုမှာခဲ့တယ်လဲဘယ်လိုဆုံးမတယ်လဲ ုတ်တန်တစ်ခုမှာအန္တတုတ်တန်လို့ခေါ်အဲတုတ်တန်တစ်ခုမှာမြတ်စွာဘုရားပညာမျက်စိနှစ်ဖက်ရှိတဲ့ပုံကိုမျိုးဖြစ်အောင်လုပ်ပါဒါမြတ်စွာဘုရားအဆုံးပါနော်လူဖြစ်လာပြီဆိုလို့ရှိရင်နှစ်ဖက်မြင်ရမယ်လူဆိုတာမျက်စိနှလုံးရှိတယ်